ခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်အရှက်ရတဲ့ခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မသိချင်လို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်အဲဒီအတွက်ကြောင့်မလို့ကောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့ခါမှာတယင်းမှုပေါ့နော်တယင်းမှုတယင်းမှုရဲ့ကတော်ပေါ့အဲသူကတယင်းမှုထထောင်မှာဒီဒီဒီစကားမှာပေါ့နော်ဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာသူကတယင်းမှုထထောင်မှာအာနာကြီးသေးတယ်ဗျာအဲတယင်းမှုဇော်သန်းနိုင်တဲ့ သူ့အမျိုးသမီးဒေါ်အေးအေးသိန်းနေပေါ့ဒေါ်အေးသိန်းကကောင်မလေးကိုညှိရအဒီကိစ္စကမတိုင်နဲ့ပေါ့မတိုင်နဲ့မတိုင်လို့ရှိရင်ဝေသိန်း30နဲ့ညှိရအခါမှာတော့ဘုံဘက်ကျဲတာတော့ပဲတက်နိုင်တော့တဲ့ဘူတက်မှုကျင့်ဆိုးနဲ့ရောင်ရင်များရဲ့မဟူရနေဆွဲများပေါ့ကျွန်တော်တို့နဲ့တို့နဲ့နီနီလေးဟိုကွန်ကရစ်လမ်းရဲ့မှာဟိုဘက်ဒီဘက်ကိုချပြကျွန်တော်တို့ကတော့ပြောတာပေါ့တိုင်ရင်းနဲ့တော့ဘလို့ကောင်နေအလင်းဝင်မလို့မိသားစုတွေကိုခေါ်ခဲ့တွေ့ပြီးမယ် ်ဖမင်းရောကျွေးမယ်နေနိုင်ကျွေးမယ်မင်းတို့မင်းတို့တော့ဖိုင်နဲ့စားလို့မရှိငါတို့ကတော့ပြည်သူတွေလာဖို့လေစက်သားရစ်တွေဝက်သားရစ်တွေနဲ့စားတာပေါ့နော် ျိုးတွေအားလုံးပဲငလင်ပေးနေပြီပြတာမှာမျက်သုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးရရှိမလို့တော့ကြည့်ပါတော့ယနေ့မေလ30ရက်နေ့တောက်ကြနေရဲ့ညပိုင်းဒီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြမြတ်တော်ဖြစ်တဲ့တော်တိုင်မျိုးတွေအားလုံးပဲအဆုံးတိရှိပြီဒီနေ့အားရထမှန်တောင်းဆိုလိုက်ပါတယ်ဒီနေ့ညမှာလည်းသတင်းကောင်းတွေပြဖြစ်တဲ့အတွက်တော်တိုင်မျိုးတွေအားလုံးပဲအားရပါရနားဆင်အောင်အနေထားတစ်ခုဖြစ်ပါတယ်နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ စ်ကောင်စီကနေပြီးအပြစ်ရဲကျင်ညာပြီးတနိုင်ငံလုံးလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လဲတိုင်းရင်းသားလက်နက်ကင်များကယာယီအပြစ်ရက်ထားပြန်မင်းအောင်နိုင်ကပြောနေပြန်ပြီဗျာသူကြတော့ဘုံကျင်ပေါ့ဗျာကျန်တဲ့ကောင်တွေရောရက်ထားပေါ့ရက်ထားလို့လည်းပြောလို့မရတော့ဘူးမပြောရင်လဲရှိသမျှထိုင်းနေသက်မှရှိမှစခန်းနေတဲ့ကုံကုံကြီးလေးတခိုင်မှလည်းဘာမှမကြံတော့ဘူးအချိန်မှလည်းသုံးပါပါနေတဲ့အနေထားရောက်နေပြီဗန်မော်တော်မနေ့ခင်ခုထိုင်ပြီးတော့ခုခံနေရလို့တုံယုံပေါ့ဗျာအဲအဲ့ဒီမှာပဲမင်းအောင်လည်းဘာပြောလဲဆိုတော့ငါပဲကြဲ့မယ်မင်းတို့ကရက်ဆိုတဲ့ဒီအော်ဒီယာလည်း ြောလာတာတွေ့ရပါတယ်။ဒီမှာစစ်ကောင်စီကနေပြီးတော့ပြည်ရဲ့ကျင်ညာပြီးတနင်္ဂနွေလေးကြောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လဲတိုင်းရင်းသားနဲ့ကိုင်မြအနေဖြင့်ယာယီအပြည့်ရဲ့ထားပေးရန်အကြံပတ်စစ်ကောင်ဆောင်မင်းအောင်နိုင်ကပြောကြားလိုက်ပါတယ်။နေပြီးတော့မှပြုလုပ်ခဲ့တဲ့အလင်းဘေးအတွက်လူငယ်ပေးရပွဲခန်းတာမှာ၎င်းကထပ်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။လင်းမေးပြန်လဲထူထောင်ရေးအတွက်စစ်ကောင်စီအားဧပြီလ2ရက်နေ့မှမေလကုန်ထိယာယီပြစ်ခတ်တိုက်ခတ်မှုရစဲရေးကာလသမတ်ထုတ်ပြန်ထားကြောင်းဒါကြောင့်နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့တိုင်းရင်းသားနဲ့နိုင်ငံဖွဲ့စည်းတွေဟာ သက်ဆိုင်သူများအနေဖြင့်လည်းယာယီအပြစ်ကရက်ဆက်ထားခြင်းအပေါ်အလေးထားစဉ်းစားပြီးလှုပ်ဆောင်လိုက်နာပေးကြရန်တိုက်တွန်းလိုကြောင်းမင်းအောင်နိုင်ကပြောကြားလိုက်ပါတယ်။လင်းဘေးအကြောင်းပြပြီးအပြစ်ရက်ဆဲသည်လို့စစ်ကောင်စီတပ်ကကြီးညာထားတော့လည်းလက်တွေမှာတော့စစ်တပ်ကပင်ပြည်သူများကိုပြစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်နေကြောင်းအာဆီယံနဲ့နိုင်ငံတကာအနေဖြင့်လည်းစစ်ကောင်စီရဲ့ဟန်ပြတုရောင်းလူသားချင်းစာနာမှုအပြစ်ကရက်ဆဲရေးပေါ်ဆက်လက်ယုံကြည်မှုပြင်ရန်ဖြစ်တဲ့ကြောင်း မျိုးသားညီရွေးစုရဲ့ NUG သမရာယုံကပြောရေးစုခွင့်ရှိသူဦးကျော်စောကလည်းထုတ်ပြန်ပြောကြားလိုက်ပြီးဖြစ်ပါတယ်။အာဆီယံပေါင်းဝင်နိုင်ငံနိုင်ငံများအနေဖြင့်နိုင်ငံတကာအတိုင်းအဝိုင်းဟာစစ်ကောင်စီရဲ့အတုအယောင်အန်ဆောင်လူသားချင်းစာနာမှုပြည့်ခက်ရဲစဲမှုပေါ်မှာဆက်လက်ပြီးယုံကြည်မှုပေးနေပုံဖြစ်နိုင်တော့ပါဘူး။ဗီလာဆိုင်ရန်ဒီကစကိုင်းတိုင်းအိုးတိန်တင်းရွာစာတင်ကြောင်းကိုဂျက်ဖိုက်တာနဲ့ဘုံကျက်တိုက်ခတ်လို့ចောင်းသားလူများနဲ့ဆရာဆရာမများအပေါင်းဝင်24ဦးတည်းမနေ့ တည်ကြည်ခဲ့ရပြီးတရားကျော်ထိခဲ့တဲ့ရန်ရခဲ့တာဟာစစ်ကောင်စီရဲ့အရသားတွေကိုပြစ်မှတ်ထားတိုက်ခတ်မှုတွေကမကြခင်ကရရှိခဲ့တဲ့ခိုင်မာလက်သက်သေးသတ္တကတခုဖြစ်ပါတဲ့အရသားတွေသတင်းကြောင်းစေယုံစီကံမကြံဘုံကျဲတိုက်ခတ်မှုတွေနဲ့တက္ကသထံလေရင်စီရောင်းဝယ်နေတာတွေကိုပြင်းထန်စွာစန့်ကြည့်ပြီးအဲ့ဒီလိုမလုံနိုင်အောင်လက်တွေကြာပြီးထိရောက်တဲ့ပြည်ရပိရေးမှုတွေကိုဆောင်ရွက်တင်ကြောင်းတဲ့အန်ဒီတမနာယုံကပြောရေးဆိုခွင့်ရှိသူဦးကျော်စောကထုတ်ပြောခဲ့ပါတယ်။မြန်မာစစ်ကောင်စီက2023ခုနှစ်ဇန်နဝါရီလမှာစတင်ပြီးတော့2025ခုနှစ်မေလ12ရက်နေ့တွင် စစ်ကောင်စီကစစ်ဖြစ်ပွားမှုမရှိတဲ့ဒေသများကိုလေကြောင်းတိုက်ခိုက်မှုပေါင်းအချိန်ပေါင်း2900နီးပါးပြုလုပ်ခဲ့ကြောင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်ဆုံးသူပေါင်း3000ကျော်ဒဏ်ရာရသူပေါင်း9000ကျော်ရှိကာကလေးတငယ်ရာချီတည်ဆုံးခဲ့ကြောင်းစာတင်ကြောင်းပေါင်း240ပျက်စီးခဲ့ပြီးစစ်ရုံစီးကဲနဲ့ဘာသာရေးဆောက်အုံပေါင်း900ကျော်ပျက်စီးခဲ့ပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဟုတ်ကဲ့သတင်းဒီပုံမှာတော့သခိုင်းတိုင်းပလင်းမြို့မှာရှိတဲ့စစ်တပ်ရဲ့ဦးပေါင်းတပ်ဆွဲထားတဲ့ရဲစခန်းကို ကော်လိုနီတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဘောင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူရဲဘော်စီအာပီကလည်းထုတ်ပေါ်ပြောကြားထားပါတယ်။ဒါဟာမေလ29ရက်နေ့ညနေ3နာရီခွဲအချိန်မှာအလဲမြို့မှာစစ်တပ်ရဲ့ရဲများအထိုင်ကျတဆွဲထားတဲ့မြို့မှာရဲစခန်းကိုဘောင်းနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ RPG နဲ့ဝင်ရောက်ပစ်ခတ်ကြောင်းစစ်ကောင်စီတပ်များကရဲစခန်းအပြင်စူပေါင်းရုံနဲ့ဖျော်ရုံတွေမှာအထိုင်ကျတဆွဲထားကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ပလဲမြို့ပေါ်ရဲစခန်းကို RPG နဲ့တွတ်ပစ်ခဲ့တာကျွန်တော်တို့ပြည်ပြည်သူတို့ဘက်က ေယုံကရောစူပေါင်းယုံကရောပြန်ပစ်တယ်အဲ့ဒီမှာနှစ်ဖက်ပြန်လည်ပစ်ခတ်ကြပြီးတိုက်ပွဲ7မိနစ်တော့ဖြစ်ပွားခဲ့တယ်တိုက်ပွဲကတိတ်မထီရောက်ခဲ့ပါဘူးသူတို့ဘက်ကလည်းထိခိုက်နေတယ်မယ်ကျွန်တော်ဘက်ကတော့ထိခိုက်မရှိဘူးတိုက်ပွဲဖြစ်တဲ့အကွာဝေးကတော့လေးဝေးတယ်လို့လဲခေါင်းနဲ့ပြည်သူကကွယ်တို့ဘက်ကတာဝန်ရှိသူရဲဘော်ဆေးရမိကလည်းပြောထားပါဗါးနောက်ထပ်သတင်းပုံအနေနဲ့ကတော့ပြင်းပြင်းနဲ့ထိုင်းမြန်မာနယ်စပ်မြောက်ဒီမြို့နယ်မှာရှိတဲ့မြင်းစုံတောင်ကုန်းမှာတရှိသောဘီယန်အောင်စစ်တပ်စခန်းကုန်းကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL သတင်းမိကထုတ်ပြန်ထားပါဗါး ဒါဟာမေလ30ရက်နေ့ဒီနေ့မနက်6:00နာရီချိန်မှာ KNL KNDO ဥပုံတက်ရီယာဘောလီဗျူအာစစ်စကန်နီမှာရှိတဲ့အမြင့်မားဆုံးတောင်ကုန်းမှာတရှိနေတဲ့ဘေးရန်တောင်ကုန်းစစ်စကန်ကိုတိုက်ခိုက်သိမ်းပိုက်တဲ့ချင်းဖြစ်ကြောင်းအဆိုပါစကန်ကုန်းကိုပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဗီလာ28ရက်နေ့ KNL စကန်ကိုသိမ်းပြီးတော့အပြန်မှာမနေ့ကအဲ့ဒီဘေးရန်တောင်စကန်ကုန်းကိုတက်တိုက်တာပါ။ပြီးတော့ drone တွေနဲ့တောက်လျှောက်ဘုံကျချပြီးတိမ့်နေတယ်လို့သိရပါတယ်။အဲ့ဒီစကန်ကုန်းကအရင်မြင့်နေဘလို့မှတသိမ့်မှုမလို့တဲ့နေရာကိုညာရင်းချင်းတိုက်ပြီးဒီမနက်မှာတိမ့်ပစ်လိုက်တာ စစ်တပ်ကအကုန်ဆင်းပြေးတာလို့သိရတယ်လေတော်လိုင်းသတင်းမြေကဖော်ပြထားပါတယ်။တော်လိုင်းမျိုးတွေအလုံးမတီးဘလူးမတီးရမယ်အကြောင်းအရာတွေကိုတက်ပြက်နေတဲ့ဘိုးချုပ်အကြောင်းကိုညွှန်ဆိုတာဖော်ပြနေတဲ့နေသားတစ်ခုကိုပြန်လဲညှောက်ပြလိုက်ခြင်းဖြစ်ပါတယ်။ဒီကြေးတော်လိုင်းမျိုးတွေအလုံးပဲဒီဘက်တွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့ဓာတ်တွေကိုဘလူးမျိုးဟာသဆန်ဆန်လေးနဲ့နားဆင်ရမယ်သတင်းကောင်းလေးတွေဆိုတော့ကျွန်တော်တို့ပြီးလိုက်အောင်ဗျာ။ဘဝမကူရေးမရှုခြင်းအာဂျီနဲ့အမှုန်ထက်ကြိတ်လိုက်တာ ICU တဲ့ကဂီလန်နာအိုက်စကီလဲဒုံလုံးတရက်စာမိလို့တုံလုံးပက်လက်ကို တစားစီကိုကျွေသွားတော့တာပဇင်းရင်ွယ်တွေစောခန့်ထိတယ်ကြားလဲကြားတယ်မြင်နိုင်တယ်ဆိုတော့ဘူးချူတချင်းလေးတောင်မှညှိမိလိုက်သေးတယ်ဂီယာရဲ့ဆက်ကြောတော့မှတ်ချက်ကတော့ကျူလင်ဖြုတ်ကျူငုတ်မကြမ်းတဆုံးလီလှုပ်လိုက်တာပဲဆယ်မွန်ငါးတွေကလည်းစော်ချက်ကလည်းပေါင်းထဲမှာအခေါင်းအောင်ဝယ်လို့တော့မရတော့တော့တာဝါတိုင်းတုံးမှာ PDF လန်တင်ထားတယ်လေနဲ့တလင်းမှာအပြည့်ရှင်း သိန်းအောင်ချက်မြုပ်အင်ကပူမှာလည်းအကိုထွင်းတော့စပယ်ရှယ်နဲ့ကိုရှယ်ပလန်နဲ့ကိုဖြုတ်တော့တာတကယ်လို့အဟုတ်ဖြစ်ရမယ်ပေါ့ဗျာဒစိရှိဘုံပတ်ကျဲတာလောက်ပဲတက်နိုင်တော့တဲ့ဘူတက်မှုကျင်ဆိုးနဲ့ရောင်ရင်များရဲ့မဟူရနေဆွဲများပေါ့ဘူတက်မှုကျင်ဆိုးကလေးလားဘက်မှာဘူတက်မှုကျင်ဆိုးတကောင်သဟောင်းနေတဲ့အဆက်မပြတ်ခုလိုလိုဘုံကျဲနေရတာသူတို့ရဲ့မဟာဗျူဟာအလုံးဖြစ်တဲ့တယ်ဗျာငါတို့တွေကိုကြောက်နေကြပြီဆိုပဲကြောက်ဆို ငါတို့မှာတန်လန်လောက်ရှိတဲ့ကြောက်ပဲရှိတယ်။ဒါတော့ company တွေမျိုးချနေမှဆိုလို့ light down လွှတ်မပြတော့။အခုဆိုငါတို့ PDF တွေကရက်ွက်အစစ်နဲ့မဟုတ်တော့ဘူး။ champion စင်မှာတက်ကန်းနေကြပြီ။နှခမ်းဒီအတူရှိခတ်နေသေးလို့မို့စိတ်သွားတိုင်းကိုမပါသေးတာ။ရှိတာလေးနဲ့လှအောင်စင်ပြီးတော့ကတဲ့ပွဲတော်မှာရလက်ကအခုမြင်နေမှာမဟုတ်လား။ Thank you. စစ်ဗင်ဂူဖလန်ကန်တုံးခဲ့တဲ့စစ်နီးဗျူဟာတခုရှိတယ်။ကိုတဲ့လက်နဲ့အင်အားလူဝင်အားအရင်းမြစ်အင်အားတာတဲ့ရန်သူကိုရင်ဆိုင်တဲ့အခါမှာ strategy improvisation ဆိုတဲ့နီးကိုတုံးခဲ့တယ်။ whole ship ဝင်တဏီတုံးကလည်းအင်အားများတိုင်းအရင်းမြစ်တာတိုင်းမနိုင်ခဲ့ပါဘူး။ဗျူဟာတာတဲ့သူကတော့နိုင်တာပဲ။ဦးစိုးအာစီကနေနေနိုင်တဲ့သူကြီးတယောက်ကတော့တော်လန်ကြီးနိုင်ဖို့အားလုံးပါဝင်ကြပါလို့လွယ်တိုင်းထဲမှာပေါ်တင်တော့ပြောလာနေပြီ။ ် SE defender တော်လန်ရေးအောင်စကားထွက်ပြောတာဒါပူတပူကျင်ဆိုးနေရတလေးဆွတ်လိုက်သလိုပဲစကားနောက်တရားပါဖို့ပဲလို့တော့တယ်ကုသတာကောလဲနရိုးနာကသူ့ဟာထိမှန်ဆိုးလို့မြောင်လီတမန်ရှာဖြစ်နေပြီပူတပူကျင်ဆိုးကိုအာကိုမီလို့ယင်ကျိုးရမဲ့ဂိမ်းငရှိဆိုင်နေပြီကသူပဲကာဝယ်ပေးပါမယ်လို့ဂရီပေးထားတာမဟုတ်လား ကိုရမှုကျင်စိုးကိုယုံမိလို့ပုံအပ်မိရဒါမျိုးတွေရှစ်ဆက်ကြုံမိအောင်မှာပဲဗျစိတ်သာချပြီးတော့နောင်ချိုကတရုတ်ဆိုင်ုံဘာဖြစ်သွားတယ်လဲဆိုတာမြင်တယ်မဟုတ်လားအခုဆိုနှစ်ထိုးမြင်းကြံတောင်သာငစွန်ပတ်မှာကိုလည်းအာယုံစိုက်ကြရအောင်ဒါကော့ဖင်ကိုတုံးနဲ့ထိုးနေတာအဲ့နဲ့တကြောပဲအကျိုးစီးပွားအပေးယူလှလှပါပါဗျူဟာချက်ကစားနိုင်မှဒီပွဲကအမြန်ပြတ်မယ်သဘောပေါက်တယ်မို့လားငါတို့ရွာသားတွေ မင်းသွားနေတော့သွားနေတော့နောက်က like ခဲ့မယ်ဆိုရဲမော်ဒမ FN ကနေဒီနေ့တနေ့ကအဲ့တချင်ခက်စားနေသူမပြီးတော့သေးဘူးငါတို့အလှဲ့ပဲတော့လဲအတွေးကိုစီနဲ့မီလော်ဖာရန်ဖြစ်နေလေရဲ့တင်းတို့ကကိုကြအစိမ့်အောင်မှာဖုတ်ပါတီဝင်တွေအတွက်စိုးရိမ်မိပါတယ်စိုးရိမ်ပါတယ်ဆိုပြီးထွက်ဟောင်းနေလို့မဆုံးသေးခင်ပါပဲအကောင်ကြီးကြီးအမိရှိရှိစမုံတုံးပါလေရောလား အစီရင်စေးမင်ကြောင် လောကမှာအစီရင်အစီရင်စေးမင်ကြောင်လောကမှာကြောင်စင်းကြောင်တက်ကြောင်ဖီလာဆိုတာရှိရဲ့။ပေါင်ဖို့ရင်ကြောင်ရုပ်ကထခုံတို့စွန့်လို့မို့ဘို့။စုပ်ဖို့စီရင်ကြတယ်။ဘုဒ္ဓဘုရင်ဆိုးကလည်းကျင်းတွေပေါင်းအဲ့လိုမျိုးစွန့်စီခြင်းလို့ကြောင်ရုပ်သွားထိုးတယ်။စုပ်ချက်ကကြောင်ရုပ်မပီပဲခွေးနဲ့တူတော့ပေါင်ပုတ်လိုက်တိုင်းထမခုံမဲနဲ့ချီးစားခြင်းစိတ်တွေတဖွာဖွာပေါ်ပြီးတပင်တင်နဲ့ဟာအော်နေတဲ့ဘဝကိုရောက်နေပြီ။တကယ်ပေးတာတော့မှချီးပါကမရဘူးဖြားလေကြားကနေတစိမ့်စိမ့်ထွက်ကြနေတယ်လို့ နေပြီးတော့ပြပုံငဲကနေဘလို့ပဲကျွေးကြော်နေပြီပဂရိမြေပြင်မှာတော့ခန့်ချင်းရှိပါတရားနဲ့နာကြိုင်းအောက်ဆွဲတွေလည်းဂိင်နေကြလေရဲ့ဗျာဒီလာကိကခွေးချင်းကြိုက်တဲ့ပြဿနာကလည်းမသေးဘူးတဖာအောက်ခိနိုင်စားတယ်ဆိုတဲ့ဒင်းတို့ရဲ့တင်ရိုးဒလိတွေပဲဒါတွေကလည်းဒါဘူပဲတက်မတော်ရဲ့ပုံရိပ်ကြတယ်ဆိုပြီးတော့ဖာကြထေးကြတာလည်းမနေလာပါဘူးစီတယ်မလည်းနီးစုပ်ကိုများညစ်ပတ်မှဆိုးတဲ့ ဇန်နဲ့အာမီကြီးရဲ့ပုံရိပ်ကကုန်းကောက်เสียမကြံတော့အောင်ဖြစ်နေတာလူကားပြီးပဲလူမဟုတ်သူတွေသာထင်တလုံးနဲ့ဖင်ကုန်းအဖက်ဆဲနေကြတယ်။ဘုဒ္ဓဘုရင်ဆိုရဲ့တွချပါတာလက္ခဏာကလည်းဒီအပိုင်းမှာပူသေးလာတယ်။တောင်စင်ရီမရဘလို့ရှုပ်ွားပေါက်လို့ပဲစားတွေအတကုံလွတ်နေတယ်။တိုင်းပြည်စည်းဝါးရေးကြတာပြည်သူတွေညံ့လို့ဒေါ်လာဈေးတွေတက်တာလူငယ်တွေလူရွယ်တွေပြည်ပကိုထွက်ကုန်လို့မြစ်ဆုံတာမရက်ခဲ့ဘူးဆိုအခုချိန်မှာလှည့်စစ်မီးဆိုတာ လုံလောက်နေမှန်းလို့ န်နီပါတီအသုံးမချလို့ဒီလိုမျိုးတွေကြုံနေရတာတို့မြန်မာနိုင်ငံကိုတည့်ကျက်ထားပြီးနိုင်ငံတကာကဖျက်ဆီးနေတာတို့စသည်ဖြင့်ခဲကြွတခန့်ပြက်ကြက်မပြည့်စကားတွေတွတ်တွတ်ကိုပြောနေတန်ချီကွက်ပြီးထအော်ကြောတွေပေါ်လာတော့တာဒါကြောင့်လည်းအကြောင်းသိသူ့လူချင်းတယောက်ကမအောင်နိုင်မအီးနိုင်တဲ့ဆိုရှယ်မီဒီယာပေါ်မှာတက်ကြီးတော့တာဒီလူဘုံတော့မအောင်တော့ဘူးဗုဒ္ဓမှုကျင်ဆိုးရဲ့ ုံနောက်ကလူဖြစ်ဖို့၃ဆင့်လောက်ကိုလိုသေးတာအခုမှသိတာလားမသိဘူးဒိုရမယ်အုံနောက်နဲ့လဲချင်းရင်တောင်မှဘူဒမှုကျင်ဆိုးဘက်ကဒေါ်လာတန်းလောက်တောင်မှအလိုက်ပေးမှခွေးပိုင်ရှင်ဘက်ကစိတ်ဝင်စားမယ်အနေထားတော့ဖြစ်နေတယ်တဲ့တူနာခေါနီကာအချိန်မချဲ့တော့ဘဲနဲ့အရေးကြီးတရင်တစ်ခုကိုပြောချင်တယ်ဒီနေ့ကပင်စင်စားတွေကိုတကြက်တန်း20တန်းနေထုတ်ပေးနေတာတွေးကြတယ်မဟုတ်လားပြောချင်တာဘူဒမှုကျင်ဆိုး8တောင်8ထောင် ဟောင်းလောင်းဖြစ်နေပြီ။ထောင်မလဲတဲကောတွေဆက်ရိုက်ထုတ်ဖို့ကလည်းအခြေအနေကမကောင်းတော့ဘူး။အဲ့တော့ဆိုတော့ကမကြခင်ပဲပိုလီယိုဆင့်ယုံနဲ့ကြိုရိုက်ထားတဲ့နှစ်ပေါင်းလန်နေဈေးကွက်ထဲအလုံးရင်းနဲ့ဝင်လာလိမ်အောင်ပဲဗျာ။အဲ့ဒါမှမလောက်ဘူးဆိုလို့ရှိရင်5000ခန့်အထိပါဆက်ရိုက်ဖို့ပြင်ဆင်ထားတယ်။ကဲပြောရရင်တော့ဒီတန်ကိုလေဆင်းခါစီခန့်ဖို့ထက်ဒီယူကိုတော့ထုတ်ဒီပွဲကိုအ мян ဖြတ်ကြစို့ဗျာ ရေတော့အောင်နေပြီ။ဟောင်းတက်တဲ့နေပုံနေနဲ့ကတော့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ရခိုင်ပြည်တောက်ဖြူမြို့နယ်မှာတော့လက်နက်ကြီးကြီးစားထိမှန်မှုကြောင့်စစ်ကောင်စီဘက်က6ဦးထံရရှိသွားတယ်လို့သတင်းရရှိထားပါတယ်။တောက်ဖြူမြို့နယ်ဂုံးချုံတိုက်နယ်မလကျွန်းဧရိယာထဲမှာစစ်ကောင်စီတပ်စစ်တားတွေနေထိုင်တဲ့တရုတ်စစ်ရုံစီမံကိန်းများရှိတဲ့နေရာကိုယခုရပိုင်းအတွင်းအာရခတ်ကျတော် A ကလက်နက်ကြီးကြီးဖြင့်ပစ်ခတ်တိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခတ်မှုကြောင့်လက်နက်ကြီးကြီးစားထိမှန်ပြီးစစ်ကောင်စီဘက်ကဒုတရင်မှုအဆင့်ဗိုလ်မှူးတအုပ်နဲ့ နောက်ထပ်တပ်ဖွဲ့ဝင်5ဦးစုစုပေါင်း6ဦးဒဏ်ရာရှိသွားတယ်လို့လည်းစစ်ကောင်စီနဲ့နှီးဆက်သူမြေပြင်စစ်ရေးသတင်းမြေတွေကပြောထားရသိရပါတယ်။ရုပ်စီမံကိန်းစေယုံရှိမှစစ်ကောင်စီကာကင်းစခန်းတွေစခန်းတွေတိစောက်ပြီးတမင်နေရာယူထားကြတယ်။ပြီးတော့ဒေသခံတွေကိုနေတဲ့ဒရုန်းနဲ့ဘုံကျက်တိုက်ခိုက်တယ်။ရုပ်ဒရုန်းနှီးပညာကူပေးတဲ့စစ်သားတွေလည်းပါတယ်။ဒါကြောင့် AA ကပြင်ပစ်လိုက်တာစစ်ကောင်စီဘက်က6ရောက်တော့ထိတယ်။ဒဏ်ရာရသွားတာလည်းရှိတယ်။နောက်ထပ်ဒရုန်းနှီးပညာရှင်တရုတ်စစ်သားတယောက်ကိုလည်းထိတယ်လို့သတင်းထွက်နေတယ်လို့လည်းသိရှိရပါတယ်။အခုတမင်တော့တရုတ်စစ်သားတွေဆိုတာကဒရုန်းနှီးပညာရှင်တွေကို ရုပ်ဘက်ကနေပြီးခေါ်ယူပြီးတော့လက်ရှိခါမှာတိုက်ပွဲတွေမှာပေါဝင်နေတာကိုတွေ့ရဖြစ်တဲ့အတွက်ရခိုင်အားခန့်ကျတော့အေကနေပြီးလက်နက်ကြီးနဲ့ပြန်လဲပစ်ခဲ့ခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒီကိစ္စကိုမပုတုအနေနဲ့လုံးဝနှုတ်ဆက်နေရဖြစ်ပါတယ်။မပုတုဆိုတာကလည်းအလုံးသိတဲ့အတိုင်းပဲဘယ်ကိစ္စပဲဖြစ်ဖြစ်ဝေးဟောင်းလဲသူပါ၊ဝေးဆွဲလဲသူပါ။ဘယ်ကိစ္စမလို့သူပါတဲ့အနေထားတစ်ခုမှာလက်ရှိချိန်မှာကတော့ဒီကိစ္စကိုမပုတုတယောက်နှုတ်ပိတ်ရင်ကုန်နှုတ်ပိတ်နေတာဖြစ်တဲ့အတွက်မိဒီကောင်ရဲ့ ဝီရီကျော်ဆက်ခင်းတဲ့ပုံပျောင်ကြီးတကောင်ကတော့အသေးအတန်ကိုလိုက်ရှာပြီးတော့အသေးစိတ်ကိုပေါ်ပြနေရောသိနေရပါလေ။အမကျန်စီမှုလေဖြစ်ခဲ့တယ်ပေါ့ဗျာနော်။ဖြစ်တဲ့အခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါလေ။အရှက်ရတဲ့အခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မတိချမ်းလို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်။အဲဒီတော့ကြောင့်မလို့ကောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာတယင်းမှုပေါ့နော်။တယင်းမှုတယင်းမှုရဲ့ကတော်ပေါ့။အဲသူကတယင်းမှုဆိုတော့မှဒီဒီဒီစကားမှာပေါ့နော်။ဒီဇလန်းမှာပေါ့နော်။ ဒီဇာလမှာသူကတယင်းမှုထောက်မှာအာနာကြီးသေးတယ်ဗျာအဲတယင်းမှုဇော်တန်းနိုင်တဲ့သူ့အမျိုးသမီးဒေါ်အေးအေးသိန်းနေပေါ့နော်ဒေါ်အေးအေးသိန်းကကောင်မလေးကိုညှိတယ်အဒီကိစ္စမတိုင်နဲ့ပေါ့နော်မတိုင်နဲ့မတိုင်လို့ရှိရင်ဝေသိန်း30နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုပ်မှာပဲပြဿနာပေါ်ရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုကောင်မလေးရဲ့ကောင်မလေးရဲ့ယောက်ျားဘူကြီးကတိသွားတယ်အဘူကြီးကတိလက်တိသွားဘူကြီးကလုံးဝလုံးဝဘယ်သူလဲသူမရောက်တိရဓာကြီးပေါ့မရတိဓာကြီးပေါ့ကြာနော်ဘူကြီးကတော်တော်အေးရောကြာတိရတယ်အဲ့တော့ ီဘိုကြီးကလုံးဝသိမခံမဲနဲ့တိုင်ပိုက်တိုင်ပါလို့ဂျေးနန်းကအထက်ကိုရောက်သွားတယ်တဲ့ဖြစ်စင်မှာဒီအာဌာနခွဲဘိုကြီးစင်ထွလင်းကသူ့ရဲ့တပတ်စင်နဲ့အဲတပတ်စင်နဲ့ကျွန်တော်တို့တငယ်အဲတငယ်ချင်းတို့လည်းပြောလို့ရတော့ကနော်တပတ်စင်နဲ့သူရဲ့ရာရှိပဲဒါသူတို့ဆိုနေရဆိုရာမှုတူတူပဲသူလည်းဘိုကြီးဟိုကလည်းဘိုကြီးပဲကြာနော်တပတ်စင်နဲ့သူရဲ့မျိုးသမီးကို ညာခေါ်သွားတယ်လို့ကြားသိရတာပေါ့နော်ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့အဲဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ်ထမင်းသွားစားကြမယ်ပေါ့ဗျာနော်အဲဆိုတော့ကျွန်တော်ထမင်းသွားစားမယ်အဲထမင်းဆိုင်ကောင်းကောင်းလိုက်ပြပြီးဆိုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါသုံးသက်ကြည့်ရတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကမလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့အခါမှာထမင်းဆိုင်မသွားဘဲနဲ့စားတော့ဆိုင်တောက်စားတဲ့အခါမှာတော့အဲကမလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါမှာ ဂိမ်းနှစ်ပေါ့ဂိမ်းနှစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိမ်းနှစ်ကနေဝင်လာဝင်တဲ့ခါမှာစစ်တပ်ဆိုတာပြအားလုံးကမိသားစုနေတဲ့အဖွဲ့အစည်းတွေနော်ခါလည်းမျိုးလုံးပေါင်းကမျိုးလုံးတိုင်းမှာနေရာတိုင်းမှာမျိုးလုံးတွေရှိသလိုနေရာတိုင်းမှာနားတွေရှိပါတယ်အပြန်လာတဲ့ခါမှာဂိမ်းနှစ်ကနေဝင်လာဝင်တဲ့ခါမှာအဲကောင်မလေးကိုနေရာပြန်မဖို့မနဲ့အရာရှိရိတ်တာကိုတန်းပေါင်းသွားပါတယ်အရာရှိရိတ်တာကိုတန်းပေါင်းသွားပြီးတော့ကောင်မလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့အချိန်မှာအော်ကောင်မလေးကလည်းကောင်မလေးကိုလည်းတက်ကောင်မောင်းထုတ်လိုက်တယ်ကောင်မလေးကမြန်မာတနာစီရပါသူ့မှာအသက်ကြီး 6အသက်60ကျော်မိခင်ရှိသလို3နှစ်သားရွယ်နော်ကလေးတယောက်လည်းရှိပါတယ်အခုတက်ပြင်ပါဗျာနော်နေထိုင်နေရဘယ်လောက်ထိသူတို့မလုံမချုံဖြစ်မလဲဘယ်လောက်ထိအဲ့ဒီမှာကျွန်တော်ပြောမယ်ဆိုရင်အရောက်ဆိုးတဲ့နေရာတွေပါနော်ပြည်သူဆက်လက်ရှိတယ်တက်လက်ရှိတယ်တကယ်တိုက်ခွဲတိုက်ခွဲတွေခင်ပြီးဖြစ်လာနိုင်တဲ့နေရာတွေပေါ့ဗျာနော်အဲ့တော့ဒီမျိုးဒီမိခမိခင်ညာမှာပြင်မာနေနေရတက်မှရှိတဲ့သူတွေအားလုံးကလည်းသူနဲ့လုံးဝမဆက်သွယ်ရဆိုပြီးတော့အာဒီတယင်းမှုကတော်ပေါ့နော်တယင်းကတော်အေးအေးတိန်က ချိန်ချောက်ထားတယ်လို့ကြားသိရတယ်နော်ဒါမှကြားသိနေရတယ်အတော်ရေးသိင်းကလည်းဒီကိစ္စကကျွန်တော်မနေ့လောက်ကမနေ့ကပါနော်ကျွန်တော်ပြောလိုက်တဲ့အခါမှာဒီသတင်းကတော်တော်လေးပြန့်နှံ့သွားတဲ့အခါမှာတော့တက်မှာချက်ချင်းလန်ငယ်ဒါပါခေါ်တယ်ဒါပါဆိုတော့ meeting ခေါ်တော့ဗျာနော် meeting ခေါ်ပြီးတော့အဲသူတို့သတင်းကတော့အထက်ကိုအဲကျွန်တော်ဒီ online ပေါ်မှာလည်းပြန့်နှံ့နေပြီဘလောက်ပဲပြန့်နှံ့ပြန့်နှံ့ပေါ့ဗျာလုံးဝဘီးမဆိုင်ပါဘူးတဲ့ဒီကိစ္စမှာဒီကျူးလုံသူပေါ့နော်ဘိုးကြီးစင်ထွက်လင်းကမဝင်ခံတရွေ့ဘာမှလုပ်လို့မရဘူးတဲ့မဝင်ခံအောင်လည်းပြောထားပြီးသားဆိုတဲ့ပုံစံမျိုးတွေအထိအဲပြောတဲ့အခါမှာတော့ အဥပဒေနဲ့တရားဥပဒေနဲ့ကျွန်တော်တက်မလို့စိန်ခေါ်လိုက်တာပဲဗျာနော်အစိန်ခေါ်လိုက်တဲ့အခါမှာဒါကျွန်တော်ဒီပေါ့နော်ဒီတရင်မှုလည်းများတယ်ပြောချင်တယ်ကျွန်တော်ဒီကိစ္စခင်ဗျားတို့မြန်မာပြည်တက်မှာနော်ကျွန်တော်တော်တော်များများသိပါတယ်အထူးသဖြင့်ခင်ဗျားတို့မွန်ရင်ကြောင်းလည်းသိပါတယ်နော်ကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စကိုကျွန်တော်ဝင်ပြောလို့မရှိဘူးပြောလို့မပြောဝင်လည်းမပေါ့တော်တော်လည်းပဲမတရားကိမတရားခံရတဲ့ကိစ္စမျိုးတခုတော့ကျွန်တော်အနေနဲ့အပြောပေမဲ့ကျန်တာတွေကိုကျွန်တော်ထုတ်ဖို့မပြောချင်ဘူးအဲ့တော့တစ်ဖက်သားအရန်နိုင်ချင်းလာလို့ရှိရင်တော့လေကျွန်တော်တို့ကရက်တီမှုကြီးကြီးမားမားနဲ့ကျွန်တော်တို့ရက်တီရမှာပေါ့ဗျာနော် ။အဲဒါကတော့တထက်မှာဖြစ်နေတဲ့မိကြီးနဲ့ခန္ဓာတဲ့ဘူကြီးရဲ့မိမဖြစ်ပါတယ်။ဒီရဲ့မိမကတော့ဒီအတိုင်းမိကြီးနဲ့ခန္ဓာပါပဲလက်ရှိချိန်မှာသူလည်းတက်ပြင်းမှာဘဝကြီးပြတ်နေတဲ့နေသားကူရောက်သွားတာဖြစ်ပါတယ်။ဒါကူကြီးအဖြစ်တထက်မှာဘာတွေကဘလို့ဖြစ်နေနေလဲ။ဒါတွေကိုမင်းတို့ကောင်တွေစိတ်ကိုယ်တွေနေနဲ့စိတ်သားစိတ်မပြောင်းမဲနဲ့ပြီးသူနဲ့မပူပေါင်းဆိုရင်တော့ဒီလိုမျိုးဘဝတွေကိုကြုံနေမှာဖြစ်ပြီးတော့တော်လိုင်းဘက်ကဖီးရီရဲ့တမျိုးမင်းတို့စိတ်ကိုယ်ချင်းစိတ်ဝင်ချင်းကြိုက်တာတမျိုးနဲ့မင်းတို့ဘဝတွေပြတ်မှာသေးကြပါတယ်။ဟုတ်တဲ့တဲ့နေပုံဒီနေ့ကတော့မေလ29ရက်နေ့စစ်ကောင်စီအားပြည်တွင်းပြည်ပလူရှင်များရဲ့လူငွေများလက်ခံခဲ့ပြီး ငွေကျပ်133.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာနှစ်သန်းကျော်ထက်မှန်ရရှိခဲ့ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံမှာမတ်စလ28ရက်နေ့ကလုခဲ့တဲ့ငလီနံကြောင့်တိုင်းနေပြည်နယ်စေကုကရက်ွက်ကြေးရွာလူနေအဆောက်အုံနဲ့လန်ဒါများတိကျပျက်စီးမြပြခဲ့ကြောင်းစစ်ကောင်စီကမင်းအောင်နိုင်ကပြောကြားခဲ့ပါတယ်။အဲ့ဒီ၎င်းငလီနံကြောင့်သုံးရှုံးတံမိုးဟာစုစုပေါင်းငွေ3804.549ဘီလီယံရှိသေးဘူးလဲ။မေလ29ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ငလီနံဘေးသင့်ပြည်သူတွေကိုကျွန်တော်တို့တွေဟာကူညီစောင့်ရှောက်ဖို့လိုပါတယ်။ အလို့ကူညီထောက်ပံ့ဖို့နဲ့ပြည်နယ်ထူထောင်ရေးတွေလုပ်ဖို့ကပြည်တွင်းပြည်ပစေနာရှင်တွေအလူရှင်တွေရဲ့အလူငွေဟာအိမ်ကန်း16ကန်းပါတဲ့၄ကန်းတွဲ၄တိုက်အဆောက်အုံတလုံးကိုငွေကျပ်သိန်း1000လုံးနဲ့အလုံးပေါင်း50တလုံးပေါင်းဝင်စုစုပေါင်းတန်ဖိုးငွေကျပ်133.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာနှစ်တန်းကျော်လည်းရရှိခဲ့တယ်လို့ဒီကောင်စီကထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။အဲ့ဒီရရှိတဲ့ငွေတွေအလုံးကိုနေပြီးတော့မှဝန်ထမ်းတွေအတွက်အိမ်ယာပေါင်းများစွာကိုကူညီထောက်ပံ့စောက်လုပ်ပေးသွားမယ်ဖြစ်ကြောင်းလည်းစစ်ကောင်စီကထပ်မံပြောကြားခဲ့ပါတယ်။